မင်္ဂလာပါရှင်။မွန်ပတ်သုံးစားပါမယ်။ငပိချက်ချက်ပြီးသုံးစားမှဖြစ်ပါတယ်။မွန်ပတ်ကတော့ထိုင်းနိုင်ငံမှာရှိတဲ့မွန်ပတ်เจ้าကိုမြုပ်ထားပါတယ်ရှင်။မွန်ပတ်เจ้าကိုတော်တော်ကြာကြာလေးပြောရပါတယ်။ပြီးသွားမှသာမွန်ပတ်เจ้าကိုရေအေးနဲ့ပြန်စိမ့်နှစ်ခါသုံးခါဆေးပြီးတော့စိမ့်ရေစေးရပါတယ်။ဒါကတော့ငရုတ်ကြီးအချောက်တောက်အရှိန်အောင်ဖြစ်ပါတယ်။ရေစိမ်းနိုင်ခြင်းဖြစ်ပါတယ်။ကျမက၄တောင်နဲ့၅တောင်ကြာကိုအသုံးပြုလိုက်ပါတယ်ရှင်။သူ့ကိုကက်ကြီးလေးနဲ့ညှက်လိုက်ပါတယ်။ ်မြမကတော့လေငယ်သီးဆောက်ကအဖို့တောင်နေတဲ့ရှာရတာခက်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ကအရှိတောင်းကိုပဲအသုံးပြုပါတယ်ရှင်အရှိတောင်းကတော့ရှားရလွယ်တယ်ဒါပေမဲ့ငုတ်တိအရှိတောင်းမှရင်အသေးနဲ့အကြီးရှိတယ်အကြီးကမဆက်ဘူးအသေးကအရန်အရန်အရန်ဆက်တယ်စားလို့ကိုမရအောင်ဟင်းနေအောင်ဆက်တာပါပဲရှင်ငုတ်တိလေးတွေညက်တိဒီကျွန်မပထမအောင်ဆုံးထားမှရရှင် ငယ်သီးလေးတွေကညံဆာပြူလာတယ်ဆိုရင်တော့ချက်သူမျိုးလေးတွေနွားရတာပါအဲ့ဒါက6ဘွာလောက်ကျွန်မထင်လိုက်တယ်ချက်သူမျိုးညက်အောင်ထောင်းတယ်ချက်သူမျိုးလေးညက်လာပြီးငယ်သီးလေးညက်လာတဲ့အနေထားဆိုရင်တော့ကျွန်မငယ်ကောင်းနေငယ်ထင်ပါလို့ရှင်ပြန်လည်းညက်အောင်ထောင်းပါလေငါးငပိချက်လေးချက်မှဖြစ်ပါတယ်ရှင်ဒါကတော့စာစနေနေဖတ်ထားတော့ငါးဖြစ်ပါတယ်ဒီငါးကိုအိုးရဲထင်မယ်ပထမထောင်းထားတယ် ငရုတ်သီးတောင်းထဲပါမယ်ပြီးတော့ငားနဲ့နဲ့ထားတဲ့ထဲကရေကိုအနှဲငယ်ရေရှင်းချလိုက်ပါတယ်ဆုံးကျင်းရင်ထဲပါတယ်ပြီးတော့ရင်တော့မြင်ကပိအနှဲငယ်ထဲပါတယ်အရသာမုံလိုတလောက်ထဲပါပြီးတော့ဒါကစာဖြစ်ပါတယ်စာအနှဲငယ်ထဲပါတယ်ရှင်ဒါကတော့မကြီးမဲ့အရင်ကျကျဖြော်ရတာသူ့ကိုထည့်ပါတယ်ပြီးတော့ရင်တော့မိဘဝကိုတင်ပြီးတော့ဂျမတ်တဲပါမယ် နောက်တစ်ခုကမော်ဘီယင်ပါမော်ဘီယင်ကိုလည်းခပ်ပပလေးနဲ့လှည့်ဖြတ်ထားပါမယ်မော်ဘတ်တောက်လေးနဲ့ဒရက်ဆာရံတွေမော်ဘီယင်ကိုလည်းကျွန်မလှော့မယ်ရှင်ဒါကြောင့်မို့ပါအကဲမိမိကမော်ဘီယင်မရှိဘူးဆိုရင်လည်းကစုံရဲ့ပြုံပါညကင်းကကိုစားခြင်းနဲ့အတုံးမျိုးမှန်သမျှကိုအသုံးပြုနိုင်ပါတယ်ဒါကတော့ကျွန်မရဲ့ငါးအိုးလေးဖြစ်ပါတယ်ငါးအိုးကိုကျွန်မမိနစ်20ကနေပြီးတော့နိုင်ဝဲချောင်းကိုငါးညီနံပျောက်တဲ့အထိကျွန်မတဲပါတယ် တော့ငါးညဉ့်နံပြောင်းလာပြီးပပကလည်းဆူလာပြီးငါးကလည်းနူးညံ့လာတဲ့အနေအထားဆိုရင်တော့ကျမကနန်းနမင်းကိုခက်ကြမ်းကြမ်းဖြတ်ပြီးတော့ထည့်ပါမယ်ဒီနေရာမှာနန်းနမင်းစားကိုပင်စိမ့်သုံးနိုင်ပါတယ်ကိုအစင်ပြေတဲ့ပဲအုပ်အမျိုးအစားမဆိုသုံးပြနိုင်ပါတယ်ရှင်ဘောဘတ်သုံးတဲ့ဒရက်ဆာရံအတွက်ကျမကမှုလေးကိုလှော်ရမယ်ရှင်အိုရင်းကိုမုံလေးတွေကိုဖြန့်ခင်းလိုက်တယ်မုံပင်ကိုဖြန့်ခင်းလိုက်ပြီးတော့နည်းနည်းလေးနွမ်းတော့တဲ့အနေထိုင်ရောက်သေးတယ်လော်ပါတယ် မိမိကြိုက်နှစ်သက်တဲ့ဘယ်အတို့မျိုးမဆိုနဲ့တွဲစားနိုင်ပါတယ်ရှင်။ဒါကတော့ပြုတ်ထားတဲ့ကျမရဲ့မုန်ဘတ်တကီလိုပါရှင်။ပြီးတော့ရင်တော့ဒါကကျမရဲ့ငပိချက်သေးကငပိချက်အရေးဖြစ်ပါတယ်။ဒါကတော့တတမျိုးကြော်များများထည့်လိုက်ခြင်းဖြစ်ပါတယ်။ရက်သားရစိတ်ချိန်မှာမိမိကလို့ရင်ငံမြာကြီးချုံမုံစိတ်ချိုက်ထည့်ပြီးတော့တုံနိုင်ပါတယ်ရှင်။အားလုံးအစီအမိကြပါစေရှင်။ Thank you ပါ